ဝမ်းချန်နေရဲ့ပြည်သူများအလုံးမဲမင်္ဂလာပါရှင်။၃မိနစ်ကြာမှအစီအစဉ်ကနေ ပြန်လဲကြိုဆိုလိုက်ပါရစေ။အခုတစ်ခါမှပြောပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့မိုးနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေပဲဖြစ်ပါတယ်။မိုးရီဟာများသောအားဖြင့်မိုးဥတုကနေစာဥတုကိုကူးပြောင်းတဲ့ကာလတွေမှာ ပေါရောက်တကြပါရစေ။မိုးရီထဲမှာစားကောင်းတဲ့မိုးရီနဲ့အစိတ်ရှိပြီးတော့မစားသင့်တဲ့မိုးရီဆိုပြီးရှိပါရစေ။ စားသင့်တဲ့မှုတွေကတော့မြက်ချားမှုတောင်ပို့မှုခြေတို့ချင်းရှိဆိုပြီးတော့နှစ်မျိုးရှိပါတယ်။အစာလဲစီစီလဲစားဆိုသလိုစားသင့်တဲ့မှုကိုတိပြီးစားသုံးတဲ့ရင်လူတွေရဲ့ကျန်းမာရေးအတွက်များစွာအကျိုးပြုတာကိုတွေ့ရပါတယ်။မှုကိုချက်စားရင်ရင်ကျက်ပန်းနာယောဂါကိုပျောက်ကင်းစေပါတယ်။ ပြီးတော့ညံရီထိုင်းလေးကလေးတွေကိုမှို့ကိုမကြခဏကျွေးပြီးရင်ညံရီပို့ပြီးတော့ထက်မြက်လာစေပါတယ်အသက်ရွယ်ကြီးသူတွေသတိမေ့လျော့တတ်တဲ့ငယ်မူပြန်ယောဂအတွက်လည်းမှို့ကိုမိမိကြိုက်နှစ်သက်တယ်လို့ချက်စားရင်အာယုံကြောတွေအားကောင်းလာပြီးတော့မှတ်ညံထက်မြက်လာစေပါတယ်သူရအားနဲ့ကိုခန့်အားကြယောဂအသေးတွေအတွက်လည်းမှို့ကိုအသားငှားတွေနဲ့ရောနှောချက်ပြုတ်စားတော့ပြီးမယ်ဆိုရင်တော့လျှင်မြန်စွာအင်အားတိုးစေပါတယ်ပြီးတော့မှုကိုဘူးသီးအာလူးတို့နဲ့စွပြုတ်သဘောပြုတ်လုပ်ပြီးတော့တောက်ပေးမယ်ဆိုရင်တော့အသားရည်ခန်းချောက်ချင်းအသားရည်ပူချင်းအ ပိန်လင်ချိနဲ့နေသူတွေတက်တာပြောခင်းစီပါတယ်မြမတိုင်းရင်စီဆရာတွေကဗရောက်မိုလို့ခေါ်ပြီးတော့တရုတ်တိုင်းရင်စီဆရာတွေကလင်စည်းမိုလို့ခေါ်တဲ့မိုကိုနှလုံးရောဂါပျောက်စေအရွယ်တင်နှုတ်ပြိုစေရဲ့အစေးတွေမှာအသုံးပြုကြပါတယ်အရန်ကိုအစွမ်းထက်တဲ့မိုမျိုးဖြစ်ပါတယ်ပြီးတော့ကြွက်နေရွက်မိုကလေကိုတက်စေတတ်ပါတယ်သွေးသေးချေကြောင့်ဖြစ်တဲ့ရောဂါတွေကိုပျောက်ကင်းစေပါတယ်ပြည့်ရက်ခါမှာသွေးတိုးစီးကျိုရောဂါရှိသူတွေသိရုံမျှသာစားပေးတဲ့မှာမှိုဟာတန်တယ်ရီနဲ့လုံးဝမတည့်ပါဘူး ဒီခါမှာအဆိပ်ရှိတဲ့မှုကိုစားမိရင်ဘလို့အနေရည်ဖြစ်စေတယ်လဲဆိုရင်တော့အဆိပ်ရှိတဲ့မှုကိုစားမိရင်မူးခြင်းတတွေများခြင်းအော့အန်ခြင်းစီးချုပ်သွားခြင်းထိုင်းမိုင်းလေးလံခြင်းတက်ခြင်းချွေးစိမ်းများထွက်လာခြင်းတတိမေမြောက်ခြင်းတေဆုံးခြင်းတို့ဖြစ်စေတတ်ပါတယ်။မှုနဲ့တွဲဖက်မစားတဲ့အစားအစာတွေကိုပြပြပေးပါမယ်။မှုနဲ့တွဲဖက်မစားတဲ့အစားအစာတွေကတော့ကျဟင်းကားဒီချက်ဥခန်ဒီငပြောဒီနို့အမျိုးမျိုးယုံသားဖောင်စီကနန်စရာတွေနဲ့တွဲဖက်ပြီးတော့မစားတဲ့မအောင် ။မှုကိုကစိုးရဲနေရောချက်ပြီးစားမယ်ဆိုရင်တော့အစိတ်တောက်ပြေစေပါရဲ့။မှုစိတ်တက်ရင်ပြုလုပ်ပေးတဲ့နီလန်းလေးတွေကိုလည်းပြောပြပေးချင်ပါရဲ့။မှုစိတ်တက်ရင်ကစိုးရွက်ကိုကျိတ်ညစ်ပြီးတော့တတူရီတိုက်ပေးခြင်းကစိုးရွက်ကိုထញ្ញန်းနဲ့သုံးခွက်တစ်ခွက်တိုက်ပေးခြင်းအဖြစ်မှုအစိတ်ကိုပြေစေပါတယ်။ဒါကတော့မှုနဲ့ပတ်သက်တဲ့အကျမ်းမာရေးဘုသူတာတွေကိုပြပြပေးခဲ့ရပါဖြစ်ပါတယ်ရှင်။ အခုလိုမျိုးအကျိုးရှိစေမယ့်ကျမ်းမာရေးဘုဒ္ဓတလေးတွေကိုကျမတို့ဝမ်းချန်နေကနေစဉ်ဆက်မပြတ်တင်ဆက်ပေးနေအောင်ပါဖြစ်တဲ့အတွက်ကြောင့်ဆက်ဆက်ဆောင်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့လို့ရှင်ဝမ်းချန်နေရဲ့ပရိသတ်များအားလုံးလည်းယောဂပြရီကင်ဝေးပြီးတော့တာယာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်